အားလုံးပဲမင်္ဂလာပါများဆိုင်းတန်တရင်ထလာမပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ရတော့ပညာရေးဝန်ကြီးတွေရဲ့အုံနောက်မဲမှုတွေကိုပြောလာတဲ့ပေါ့ကူတော့ဘုန်းကြီးရုပ်သံဗီဒီယိုဖိုင်ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရမ်ပေါ့ကူတော့ဘုန်းကြီးဟာပညာရေးဝန်ကြီးတွေရဲ့ဘလို့အုံနောက်မဲမှုတွေကိုပြောဆိုထားသလဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေးဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းတန်တရင်ထလာမအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဲ့တော့ဥစဉ်ဘာပြောချင်တာလဲဆိုလို့ရှိရင်ဥစဉ်တို့ပညာရေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီးမှဂရိတ်တွဲပေါ့နော်စနေတန်းပေါ့အဲစနေတန်းနဲ့ပတ်သက်ပြီးမှတော်တော်များပြောနေကြတာတွေတော့အများကြီးပြနော်အဲမှာမင်းကဥစဉ်ကိုစာလေးစာလေးတစ်ဆောင်ရောက်လာတယ်ပေါ့ရှင်ဖျားတဲ့ဒီဂရိတ်တွဲနဲ့ပတ်သက်ပြီးရှင်ဖျားတို့ကလည်းဒီချိန်မှာပေါ့နော်ပြောနေတယ်ပေါ့ဗျာဟိုပါပေါ့နော်ဒီတုံးတက်ပေးပါလားဖျားတဲ့အဲ့တော့ဥစဉ်ကတော့ဘာပြောချင်တယ်တော့ပေါ့နော်သူမေးတာဒီလိုနဲ့ပတ်သက်ပြီးပညာရေးဝင်ပညာရေးဝင်ကြီးဌာနတွေဥစဉ်ကတော့ဘာမှပြောချင်မှာဘူးလို့ ပညာရေးဝန်ကြီးဌာနပညာရေးဝန်ကြီးလုပ်တဲ့သူတွေကအုံအောင်မရှိလို့လို့ကိုချင်းစာတရားမရှိလို့လို့အချိန်ခါကိုနားမလဲလို့အချိန်ခါကိုမသုံးတတ်လို့လို့သူတို့အတွက်ပဲကြည်ရလေအခရီးအအများဆုံးနေရာပညာရေးဝန်ကြီးဌာနပဲတောင်းဆရာဆရာမတွေနေရာပြောင်းကျင်နေတောင်းဆရာဆရာမတွေမျိုးဟောအကုန်လုံးများပညာရေးဝန်ကြီးဌာနအောက်မှာဆိုအများကြီးအများကြီးနော်အများကြီးအဲ့လိုပြောင်းကျင်နေဆိုရင်အကုန်လုံးပေးရကမ်းရတာပဲဗျနော်ပညာရေးဝန်ကြီးဌာနအများကြီးပဲအများကြီးပဲနောက်ဆုံးခြားစားမှုဆိုဒီအောက်ကျောင်းဒီအောက်ကကျောင်းနေရာအစိုးဆုံးပဲပညာရေးဝန်ကြီးဌာနအောက်မှာအဆင့်အဆင့်နေနော် တော့ဥစင်းတို့ရဲ့မြန်မာနိုင်ငံပညာရေးကလည်းတည်တဲ့အတိုင်းပဲအခုလက်ကြည့်ပြငလျင်နေလှုပ်တယ်ဒီကျောင်းသူကျောင်းသားတွေလည်းတရားရေးအများကြီးပါတယ်ကျောင်းသူကျောင်းသားတွေစာမွေးလည်းဖြည့်ပြီးသွားပြီအဲ့ဒါကိုဆက်ပြီးမှစာမွေးပြန်ဖြည့်ရမယ်ဆိုတော့ဘယ်လိုအုံနောက်မျိုးနဲ့ဆုံးဖြတ်ထားလဲဒါကြောင့်ဒါမှမဟုတ်ဘာကြောင့်ပညာရေးဝန်ကြီးဖြစ်နေတာလဲဒါမှမဟုတ်လူကိုပညာရေးဝန်ကြီးခန့်ရတယ်လားလို့ပြန်ပြီးမှမေးခွန်းထုတ်ရမယ်ပြန်ဆိုင်နေပါပြီနော်ဆိုင်နေပါပြီအဲ့တော့ဥစင်းတို့ကတော့ရှင်းရှင်းပြောရလို့ရှင်တော့လုံးဝလုံးဝပြန်ပြီးမှမဖြေတင်ဘူးလို့ပဲဥစင်းတို့ကတော့တုံ့တက်ခြင်းနဲ့တုံ့တက်ခြင်းနဲ့ဘာဖြစ်လို့လဲ ကလေးတွေမှာစိတ်ထိုင်ရရထားတယ်လည်းရှိတယ်။အော်ကလေးတွေမှာဒီစာအုပ်တရားရောရှိအောင်မလား။ကလေးတွေစာမွဲပြင်ဘာလို့သွားပြင်ပါလဲ။ဘာလဲမင်းခွင်းတွေပါရောက်စာမှာလား။မင်းခွင်းတွေပါမှောင်ခွန်းလမ်းကနေလောက်မှာလား။အောင်လမ်းကနေတယ်မှာလားထဲလမ်းကနေတယ်မှာဒါမှပြန်မေးရမယ်မင်းခွင်းတွေဖြစ်နေပြီ။ပြန်ပြီးမှဒီကလေးတွေကိုစူးစီးဖို့လွယ်ပါမလား။ဟုတ်ပြီခင်ဗျားစာမွဲပြင်ဘယ်မြို့တွေမှာဖြစ်မှာလဲ။မန္တလေးမြို့မစကိုင်းမှာလည်းဖြစ်အောင်မလား။မန္တလေးမြို့မှာလည်းဖြစ်အောင်မလား။အများကြီးပဲ။နေပြည်တော်ဘက်တွေရော အဲ့တော့ပညာရေးကိုအလေးနဲ့ထားတယ်ပညာရေးဝန်ကြီးဌာနအနေနဲ့ပညာရေးကိုတန်ဖိုးထားတယ်ပညာရေးကိုမြင့်တင်ခြင်းနဲ့ဆိုရင်ငလျင်ကျောက်ပျက်စီးသွားတဲ့စာရင်ကျောင်းတွေကိုခင်ဗျားတို့စောက်လေငလျင်ကျောက်ပျက်စီးသွားတဲ့စာရင်ကျောင်းတွေကိုပြန်ပြီးမှပြုပြင်ဖို့လုပ်လေဒီစေဝေးတာကြောင့်စာမွေးမဖြေရသေးတဲ့ရွာဒေတာတွေဥစဉ်တို့ပေါက်နေဒေတာတွေဆိုလည်းအများကြီးအခုခုခရိုင်ထဲမှာစာမွေးဖြေကျွန်းလို့မဖြေရတဲ့ကျောင်းသူကျောင်းသားတွေအများကြီးအဲ့ဒီကလေးတွေခင်ဗျားဖြေရအောင်လုပ်ပေးမှလားပညာရေးဝန်ကြီးဌာနဝက်ကိုတော့မေးခြင်းနဲ့ပေါက်ကိုတော့နှစ်တန်းမဲ့နေခဲ့ဦးတာပါဗျကျောင်းနဲ့ပတ်သက်လို့ရှိရင် ဒါပေမဲ့ဒါတုံးတက်တဲ့နေရာမှာအဆိုးကောင်းကတော့တုံးတက်ရမှာပဲခင်ဗျားတို့ဒါပညာရေးကိုအလေးနဲ့ထားတယ်ပညာရေးကိုတကယ်တမ်းဖို့ပညာရေးကိုတကယ်မြင့်တင်ခြင်းနဲ့ဆိုလို့ရှိရင်2021ကလည်းခု2025အထိကလေးတွေဂရိတ်တွဲတွေလည်းအများကြီးရှိတယ်ဂရိတ်နိုင်တွေလည်းအများကြီးဂရိတ်တန်းတွေလည်းအများကြီးရှိတယ်စက်တွေလည်းရှိတယ်အဲ့စာမွေးမဖြေရတဲ့ကလေးတွေအများကြီးရှိတယ်အဲ့ကလေးတွေကိုဖြေရအောင်ခင်ဗျားတို့ဘာလုပ်ပေးမလဲဘယ်လိုဆောင်ရွက်ပေးမလဲအများကြီးပညာရေးဝင်ထားနိုင်တယ်ဘာလုပ်ပေးမလဲ တချို့ဆိုလို့ရှိရင်တောခုသွားလာရင်အများကြီးနော်အချင်းပြင်းနေမှာဆိုတချို့တောခုသွားလာရင်အများကြီးပဲအော်ပြန်ပြီးမှကိုကိုကိုပြန်ပြီးမှသုံးတက်ပါအောင်လို့တတ်မလို့ပုံရိပ်ကြအောင်တော့မလုပ်ကြပါနဲ့လို့ပြောချင်တယ်ပြန်ရေးဝီဌာနအနေနဲ့ဘာပြောပြောဘယ်လိုလဲအဖြေပဲထုတ်ထုတ်စာမွေပြန်ဖြေရမယ်ဆိုလဲဘာလို့လို့တတ်မလို့ပဲတူတူကဟာတတ်မလို့ကပဲဒါရှိကိုပြတ်ထုတ်ခိုင်းတာပဲအဲ့တော့ဦးစင်ပြောချင်တာကတော့ဒီကြံတဲ့အာနာဆိုင်ရာတွေအကုန်လုံးတော်တော်များများတွေကြားထဲမှာလဲခဲအသည့်တွေရှိနေတာဟုတ်ဗျဘာပြောပြောတတ်မလို့ပုံရိပ်ကြံပြီးတာပဲဆိုတဲ့ပုံစံမလုပ်နေရည်လဲအများကြီးရှိသေးတယ် အားရှိသေးတယ်။အဲ့လိုပေါက်ကတော့သူကအဲ့လိုပြောရင်မကြိုက်ကြအောင်မကြိုက်ကြအောင်ဦးစင်းတို့ကတော့မှန်လက်ထင်တော့ပြောပါပဲ။မှန်လက်ထင်တော့ပြောပါပဲ။မှန်လာပြောလို့မကျေနပ်ဘူးပေါက်ကတော့တရားဆိုတဲ့ထောင်ချတဲ့ကြားပေါ့ဘာလို့မှလဲ။အဲ့တော့ဦးစင်းတို့ရဲ့ဦးစင်းကိုမေးနေတဲ့မေးခွန်းတွေဦးစင်းတို့ရဲ့အမြင်တဘောတရားကတော့အမြင်သုံးတက်ချက်ကတော့လုံးဝလုံးဝစာမွေးမဖြစ်သင့်ဘူးလို့ပဲဦးစင်းကတော့သုံးတက်ချင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကလေးတွေစာမွေးဖြေခဲ့ပြီ။ကလေးတွေစူးစမ်းယူမှာသူတို့ဖားနိုင်မှာလောက်ခဲ့ပြီ။ အခုချိန်မှာထားဖြစ်ပဲစာအုပ်ကိုကန်ယူဖြေရမှာလဲဘယ်မျိုးကုန်းကိုဖြေရမှာလဲဘာလို့လုတ်ပြီးဖြေရမှာလဲဘယ်လိုစာအုပ်သွားကြည့်ရမှာလဲဟုတ်ပါပြီဂရေလိုက်ဂရေလိုတွဲရမဖြေရသေးဘူးမဖြေရခင်မှာငလင်လုတ်တယ်ဆိုတော့ဒါအချိန်တက်မှပြီးမှပြန်ပြီးမှဖြေရမှာလက်ခံတယ်အခုဖြေပြီးသားကိုပြန်ဖြေရမယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ခင်ဗျားတို့စဉ်းစားကြည့်လိုက်ဒါလေးကိုဦးစင်ကပြောချင်တာပါဗျာနော်ဒါလေးကိုဦးစင်ကတုံ့တက်ချင်တာပါနော်အဲ့တော့ပြည်သူတွေရဲ့ဆန္ဒကတော့ဘလို့တဘောရမလဲဆိုတော့မပြောတတ်ဘူးပေါ့ကဦးစင်တို့ကတော့ပညာရေးဝန်ကြီးဌာနဘလို့အုံနောက်နဲ့ဆုံးဖြတ်ဆုံးဖြတ်ထားလဲလို့ပဲခေါင်းစည်းတားလိုက်ပါလေဗျာအားလုံးပါပဲဗျာ